တရုတ်သမ္မတရှီကျင်ဖင်နဲ့တန်ကိုရီးယားအခေါင်းဆောင်လီဂျင်မြောင်တို့ရဲ့စမတ်ဖုန်းလုံခြုံရေးဟာတာလေးတစ်ခုအကြောင်းပါအဲ့ဒီအချိန်ကတန်ကိုရီးယားဂျုံစုမှအေဘက်ထိတ်သူစီဝေးလုပ်နေတာပေါ့အဲ့ဒီစီဝေးပေးပါမှာခေါင်းဆောင်တယောက်တွေ့ကြရင်လက်ဆောင်လေးတွေဖက်လက်ချင်းမှဒီစိတ်ဝင်စားစရာစကားပြောဆိုမှုလေးဖြစ်သွားတာပါဒီလိုတရားဝင်အခမ်းအနားတွေကြာကနေလူတွေစိတ်ဝင်စားတဲ့ကိုယ်ရေးကိုယ်တိုင်အခိုင်အတန့်လေးပေါ့ဖရဘာချက်ကဗျာရှီကျင်ဖင်ကလီဂျင်မြောင်ကို Xiaomi smartphone နဲ့လောင်းလက်ဆောင်ပေးတယ် အဲ့ဒီဖုန်းတွေကတန်ကိုရီးယားထုတ် display သုံးလာတာဆိုပဲအမလီကဟာတာလိုပြီးမေးလိုက်တယ်ဒီဖုန်းတွေလုံယုံရောစစ်ချတယ်ရလာပြားဆိုပြီးတော့လေဒုတိယကတော့လူရှင်းမသိပြီးဟာတာလုံးလည်းမရှိတဲ့ရှီဂျင်ဖင်ကပြုံးပြီးတော့ပြန်နောက်လိုက်တာဗျာအထက်မှာ knock feedback backdoor ပါမပါတော့ခုပါတော့စစ်ကြည့်ပေါ့ဗျာတဲ့ဒီ backdoor ဆိုတာကဖုန်းထဲကနေတရေအချက်လာခိုးယူကိုကြိုတင်ထည့်ရတဲ့ software မျိုးကိုရည်ညွှန်းတာပေါ့အဲ့လိုပြန်လည်းနောက်လိုက်ကြတော့ခမ်းမထဲမှာပါရဲသားလေလက်ခုပ်တန်နေထွက်လာတယ်နောက်ဆုံးအနေနဲ့ပြောချင်တာက ဒီလိုသူတို့လောက်တာတော့ပါတို့လို့အရင် sensitive ဖြစ်တဲ့အကြောင်းအရာကိုပေါ့ပေါ့ပါပါတော့ပြောကြတာတော်တော်ရှာတယ်ဗျာဒါကြောင့်လဲတောင်ကိုရီးယားမီဒီယာတွေမှာတော်တော်လေးရေပန်းစားသွားတယ်ဒါကခေါင်းဆောင်တွေအကြောင်းမှာတိဆောက်ထားတဲ့ရင်းနှီးမှုကိုပြရတယ်လို့ထုံးစက်ကြတယ်အမေရိကန်ဘက်ကတော့ till phone နေမှာလို့ back door တွေပါရတယ်လို့သတိပေးထားပေမဲ့ကျိုးဆိုရကတော့ဒါတွေကိုညှင်းထားဆဲပေါ့ခေါင်းဆောင်တွေကဒီလိုတရားဝမဟုတ်တဲ့အခိုင်အလေးတွေကသူတို့ရဲ့ဆက်ဆံရေးအခြေအနေကိုတမျိုးတစ်ပုံထိုးထွင်းသိမြင်စေနိုင်တာမဟုတ်ဗျာ